ဖုဒ္ဓတာလောကဓမ္မိဟိစိတ်တံယတ္တနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမလောကဓမ္မိဟိလောကရန်တရားတို့ဖြင့်ဖုဒ္ဓတာတွေ့ကြုံလာရတဲ့ယတ္တအကျဉ်းရဟနာပုဂ္ဂိုလ်အားစိတ်တံစိတ်တိနာကံပတိမတုံလှုပ်အတောကုံခန်းနဲ့စိတ်မှာကိလေသာအငြိကြီးလုံးဝကင်းဝေးတော်မူကြတဲ့ပုဂ္ဂိုလ်တွေကိုဘာလို့ခေါ်တော့ယဟနာပုဂ္ဂိုလ်တွေလို့ခေါ်တာနော် အဲ့ဒီယဟန္တာပုံကိုယ်တွေဟာလောကရန်တရားတွေနဲ့တွေ့လာပြီဆိုရင်လောကရန်တရားဆိုတာသောတော်ကရှင်မျိုးဖုံဖုံရွတ်ပြထားတယ်ဟုတ်လားအကြီးအသေးအကောင်းဆုံးအမျိုးမျိုးသောလောကရန်တရားတွေနဲ့တွေ့ကြုံလာတဲ့အခါမှာယဟန္တာရှင်မြတ်တို့ရဲ့စိတ်တည်တုံလုံးမှုမရှိဘူးဒီနေ့မှာတုံလုံးတယ်ဆိုတာဝမ်းသာမှုဝမ်းနည်းမှုဖြစ်သွားတာကိုတုံလုံးတယ်လို့ပြောတာဘုံတို့တာမန်ရှင်ပုရုဇဉ်တွေကကောင်းတဲ့လောကရန်နဲ့တွေ့လို့ရှိရင်ဘာဖြစ်ကြတာတော့ဝမ်းသာ